အမင်္ဂလာပါကျွန်တော်ဒီလိုမျိုးပေါ့နော်အတော်မြေမြကျွန်တော်ကိုလာပြီးတော့အမေးတယ်ပေါ့နော်အကောက်တွေမရောင်းဘူးလားရူမနီကောက်တွေဖြစ်ဖြစ်ပေါ့နော်ကျွန်တော်မရောင်းဘူးလားအကေပိဆိုလေကေပိကောက်တွေမရောင်းဘူးလားစသည်အဖြစ်ပေါ့နော်အကျွန်တော်ဘန်နီဆိုလို့ရှိရင်လာမေးကြတယ်ဆိုတော့ကျွန်တော်ပြောပြချင်တာကကျွန်တော်တို့ဒီရူမနီအကောက်တွေဆိုလဲကျွန်တော်တို့ကဒါရောင်းပေးလို့မရဘူးရူမနီအကောက်မှာဆိုရင်လည်းကျွန်တော်ရဲ့ဒီ passport စာအုပ်တအုပ်ကိုကျွန်တော်တယောက်တာလင်းအသုံးပြုခွင့်ရှိရပေါ့နော်တခြားသူကိုကျွန်တော်ပေးသုံးမယ်ဆိုတော့ပေးသုံးလို့ရတယ်ဒါပေမဲ့လည်းကျွန်တော်တို့ကအချိန်ကန့်သက်ရှိတဲ့တက်တန်းဆိုတာရှိတယ်အချိန်မီွေးပြတ်သွားနိုင်နေပေါ့နော်အဲ့တော့ကျွန်တော်တို့သူများကောက်တွေကိုဘာဖြစ်လို့ဝယ်သုံးချင်တာလဲပေါ့နော်ကိုပိုင်စာအုပ်တွေရှိရင်ကိုကကိုဖွင့်မှာကိုကကိုမရှိဘူးဆိုလို့ရှိရင်လည်းကိုရဲ့အတီးမိတ်ဆွေတငယ်ချင်းတယောက်ယောက်ရဲ့ ပါစပို့စာအုပ်တော့လကောင်းအဲကျွန်တော်တို့ရေကိုယ့်ရုံကြီးဆက်ရှားတဲ့သူတွေရေစာအုပ်တွေနဲ့ကျွန်တော်တို့ငှားပြီးတော့ဖွင့်တော့မှဒီလိုမျိုးဆိုတော့အဆင်ပြေနိုင်တယ်ကိုယ်နဲ့မသိတဲ့သူတွေဆီကကျွန်တော်တို့ account တွေကိုဝယ်တာမျိုးတွေမလုပ်ပါနဲ့ပေါ့နော်မဖြစ်လို့ဆိုတော့အချိန်မီသူ့ဘက်ခြံကတင်းချုပ်လို့ရပါတယ်ကျွန်တော်တို့ငွေကြေးဆုံးရှုံးနိုင်တယ်ပေါ့နော်ဒါတွေကလုံးဝမလုပ်သင့်ပါဘူးနောက်တစ်ခုကကျွန်တော်တို့ KB account တွေဆိုလို့ကျွန်တော်တို့များကအဲ့လိုမျိုးပဲအယောင်းဝယ်လုပ်ကြတယ်ပေါ့နော်ဒါတွေကဖြစ်တဲ့ခါကျရင်ကျွန်တော်တို့ character ရှင်ကိုယ်တိုင်ကခံရမှာဖြစ်တယ်ပေါ့နော် character ရှင်ကိုယ်တိုင်ကလည်းမဟုတ်တာလုပ်လို့ရှိရင်လည်း character ရှင်ကိုယ်တိုင်ရဲ့ account တွေလည်းပြိမ့်မှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့အိုင်းမှာဆိုလို့ချင်းကျွန်တော်တော်များကြုံရတယ်တချို့ဆိုလို့ချင်းဒီပွဲစားရည်နဲ့ပေါင်းပြီးတော့ကိုယ့်ရဲ့ဒီ passport စာအုပ်တွေကိုငှားပြီးတော့ဘန်နေပြေးဖွင့်တာမျိုးတွေတော့ခုက အဘာသာလို့ဆိုရရောင်စားတာမျိုးတွေပေါင်တာမျိုးတွေလောက်ကြတယ်ဆိုတော့ဒါတွေကလုံးဝမလုပ်သင့်တဲ့အရာတွေပေါ့နော်တောင်းတစ်ခုဖြစ်ခဲ့လို့ရှိရင်ကျွန်တော်တို့ကကိုယ့်ရဲ့ဆက်လက်တွေနဲ့ကိုယ့်စီကိုလိုက်လာမှာဖြစ်ကြအောင်လို့ကိုယ်ပဲပြဿနာတွေရှင်းရမှာဖြစ်တယ်ဆိုတော့ okay အဲ့တော့ကျွန်တော်တို့နေသားမှာကိုယ့်ရဲ့ဒီ passport တွေကိုယ့်ရဲ့ဆက်လက်တွေကိုယ့်ရဲ့ဒီမှတ်ပုံတွေနေတဲ့အောက်တွေရောင်စားတာမျိုးတွေတခြားသူတွေကိုပေးသုံးတာမျိုးတွေဖြစ်နိုင်လို့ရှိရင်ချောင်ကျင်ပါမလုပ်ပါနဲ့ပေါ့နော်ဒါကျွန်တော်တတိပချင်းဖြစ်ပါတယ်နောက်ဆက်တွဲဖြစ်လာတဲ့ပြဿနာတွေကမျိုးစုတို့အာကြိုတင်မခံမနိုင်ဘူးပေါ့နော်ဖြစ်လာရင်လည်းကိုယ်တိုင်ဖြစ်ရှင်းရမှာဖြစ်တယ်ပေါ့နော် okay ဒီပြိုလေးကတော့တလောက်ပါပဲပေါ့နော် time မရောက်နေတဲ့သူတွေအများစုအပြည့်ကျွန်တော်ကိုတာမေးတဲ့မိကွန်းလေးလည်းဖြစ်တယ်ပေါ့နော်ဆိုတော့အားလုံးလည်းနားလည်တော်လိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်